ိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ Trump ဆိုရာကမြန်မာနိုင်ငံသားတွေကိုအမေရိကန်ပြည်ထောင်စုကပြန်ပို့ခြင်းကိုအကာအကွယ်ပေးထားတဲ့ယာယီအကာအကွယ်ပေးမှု TSP အစင်ကိုအဆုံးသတ်လိုက်ပြီးဖြစ်တယ်လို့မနေ့ကနိုဝင်ဘာလ24ရက်နေ့မှာထုတ်ပြန်ခဲ့တယ်လို့ AFP သတင်းမှာဖော်ပြပါရယ်။အခုလိုယာယီအကာအကွယ်ပေးမှုတွေကိုအဆုံးသတ်လိုက်တဲ့အတွက် TSP အစင်နဲ့နေထိုင်ကြတဲ့မြန်မာနိုင်ငံသား၄000ဝန်းကျင်ကို အကျိုးသက်ရောက်မှုရှိစေမှာဖြစ်တယ်လို့ဆိုပါရယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာနိုင်ငံသားတွေဘေးကင်းလုံခြုံသွားပြီဖြစ်တဲ့အတွက်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကိုရပ်ဆိုင်းလိုက်ရခြင်းဖြစ်ပြီးမြန်မာနိုင်ငံအတွင်းအုပ်ချုပ်ရေးတည်ငြိမ်ရေးမှာတိုးတက်မှုတွေရှိနေတာကိုတွေ့ရှိရတဲ့အတွက်အမိမြေလုံခြုံရေးဌာနကဒီအစီအစဉ်ကို ဖြတ်သိမ်းဖို့အဆိုပြုထားတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်စစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်နောက်ပိုင်းအမေရိကန်ပြည်ထောင်စုကိုရောက်ရှိလာပြီး မြန်မာနိုင်ငံကိုမပြောင်းချတဲ့မြန်မာနိုင်ငံသားတွေကိုသမ္မတဘိုင်ဒန်အစိုးရလက်ထက်က TPS အစီအစဉ်နဲ့နှစ်စဉ်တက်တန်းတူပေးခဲ့တာဖြစ်ပါတယ်။အခုသမ္မတထရန့်အစိုးရတက်လာပြီး2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကစတင်ကမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ TPS အစီအစဉ်ကိုဖျက်သိမ်းတော့မှာဖြစ်တာကြောင့် TPS နဲ့နေထိုင်သူတွေဟာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာနေထိုင်ခွင့်တန်တန်းကုန်ဆုံးမှဖြစ်တယ်လို့သိရပါတယ်။အခုလို TPS နေထိုင်ခွင့်ဖြတ်သိမ်းခံရတဲ့နိုင်ငံတွေအထဲမှာမြန်မာနဲ့အတူအာဖဂန်နစ္စတန်၊ကင်မရွန်၊နီကာရာဂွာ၊ဆီးရီးယား၊တောင်ဆူဒန်၊ဗင်နီဇွဲလားတို့လည်းပါဝင်နေတယ်လို့သိရပါတယ်ရှင်။